ဟေယောဝလုံးပဲမင်္ဂလာမနက်ကင်ပါနိုဝင်ဘာလ၁၄ရက်နေ့ယမန်နေပိုင်အထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးကြည့်ရှုနေတဲ့သူငယ်ချင်းတွေအားလုံးကျေးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင်နိုဝင်ဘာလ၁၄ရက်နေ့တွေကရင်နီပြည်နယ်ဒီမိုဆူမြို့နယ်ခမရ429တိတ်ရင်မှစစ်မှုထမ်းအပစင်လေးမှစစ်မှုထမ်းတတတိစုထက်ကြိုဒီ ဒရွန်ကန်တလတ်နဲ့ခေယမယာယူဆောင်လာပြီးနေပြည်တော်ပြည်သူ့ကကွယ်ရေးအဖွဲ့ဘကဖထန်တောက်အလင်းဝင်ရောက်လာကြောင်းသိရပါတယ်။ဒရွန်ကန်တလတ်ပါလာတာနော်။နေရမှာမဟုတ်တာ။ဈေးလည်းကြီးတယ်နော်။အာရရှာကြီးကွာ။ခေါင်းလိုက်တဲ့တတင်းနောက်တင်း။နိုဝင်ဘာလ7ရက်နေ့တွင်မြို့တီမြို့တောင်ဖက်ဖလူကြီးကျေးရွာဖရာကုန်းအနီးရှိ DKBA ပိုင်ဂျက်ဖြစ်ရုံကို အချမ်းဖက်စစ်တက်ကလက်နက်ကြီးဖြစ်ပြီးခက်တိုက်ခိုက်ခဲ့ရာကြက်ဖြစ်ယုံအဆောက်ကိတ်ပေါ်တိတ်တိတ်ကြောက်ရောက်ပုတ်ကွေးပြီးပြည်သူတို့နဲ့ DKBA နှုတ်ဦးစုစုပေါင်းလေးဦးတေဆုံးခဲ့ကြောင်းထူတော်လက်နက်ကြီးထိမှန်မှုကြောင့်တန်ရာရရှိသူများကိုထိုင်းနိုင်ငံမေဆောက်စေယုံကြည်မှလူနာတင်ကားကနစီဖြစ်တေဆောင်သွားကြောင်းသိစီရပါတယ်ဒီနေရာမှာတချို့တွေကကွန်တိုအိုတန်ရာရရှိတယ်လို့ပြောတယ်တချို့တွေကကူအူတန်ရာရရှိတယ်လို့ပြောကြတယ် တန်ရရရှိသူကတော့အသေးစိတ်မသိရရှိသေးပါဘူး။တန်ရရရှိသူတွေထဲမှာတယောက်လူမျိုးနှစ်ယောက်ပါတယ်လို့သိရှိရပါတယ်။ပြည်သူတို့အတွက်စိတ်မကောင်းပါဘူးထပ်တူဝနေပါတယ်။ DKBA ရေးပေါ်တို့အတွက်ကောင်းလေးတဲ့တင်းနပ်တင်းနိုဝင်ဘာလ17ရက်နေ့တွင်နေပြည်တော်တက္ကသိုလ်မြို့နယ်ရန်ကုန်မန္တလေးအမြင်လမ်းမှရှိတဲ့စစ်ကောင်စီရဲ့လေကတတားစခန်းကိတ်ကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီစစ်ခွေဖက်မှတကောင်ခွေတွေဝတ်တည်တည်ဆုံးပြီး အရာရှိတကောင်တန်ရာရရှိလို့စေယုံတင်ထားရတယ်လို့နေပီဒိုတကုံ PDF တရင်အမတ်ရှိရတုံးကတရင်ထုတ်ပြန်ထားပါတယ်နေပီဒို PDF တွေလည်းနေပီဒိုဖက်မှလှုပ်ရှားနေပြီဆိုတော့တရင်ကောင်းဖြစ်ပါတယ်ကောင်းလေတဲ့တတင်းတော့တင်းမန္လေမြို့မဟာအောင်မေမြို့နယ်52လမ်းနဲ့53လမ်းကြား66လမ်းပေါ်ရှိမင်းတလုံမူပိုင်တဲ့မဟာအောင်မေရုပ်ရှင်ယုံတိနိုဝင်ဘာ23ရက်ညနေပိုင်းမိလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ် နိုဝင်ဘာ7ရက်ညနေ4နာရီခွဲလောက်မှာအေဒီမဟာအောင်မြင်ရုပ်ရှင်ယုံအတွင်းကမိခုတွေထွက်ပေါ်လာပြီးယုံအတွင်းထက်ကဆိုဖာနဲ့ပစ္စည်းတွေလောင်ကျွမ်းတာဖြစ်နိုင်တယ်လို့အနီးဝန်းကျင်နေထိုင်သူတအူးကပြောပါတယ်။မိခုတွေဥထွက်လာတာမင်းငင်းတာမကြလိုက်ဘူး။မိနစ်20လောက်ပဲကြာတယ်။စူးစူးဝါးဝါးကြီးတော့မဖြစ်ဘူးထင်တာပဲ။ဝေယာဆွတ်ချောင်းလောင်တာလို့ကြားတယ်လူထိခိုက်မှုတော့မရှိဘူး။ အဒီရောက်စင်ယုံကိုမင်တလမူကပိုင်တာဖြစ်ပြီးစိတနာတင်ကာလာအတွင်ဆောက်လောက်ထားခြင်းပိကာအခုလကုံမှာဖွင့်ပွေလောက်မေလောက်တရင်ကြပြီးဖွင့်ပွေမတိုင်မီမီးလောင်တာလို့မြို့ခန့်တွေကပြောပါတယ်ရောက်စင်ယုံအထဲမှာတော့မီးလောင်ကုန်တယ်တင်ပြလို့မရတဲ့အတွက်ရောက်စင်ယုံအရှိမရှိတဲ့ထိုင်ခုံတွေတော့အကုန်လုံးလောင်ကျွမ်းသွားတယ်တချို့ရောက်စင်မင်တာမင်တမီတွေဘလောက်ကူကျိုးရှာလဲဆိုတာဒီနေရာမှာတွေ့လို့ရတယ်တချို့ရောက်စင်မင်တာမင်တမီတွေက အာနာတင်းပြတဲ့နောက်ပိုင်းမှာစီးပွားရေးတအားကောင်းတဲ့အနုပညာရှင်တွေအများကြီးရှိတယ်။တချို့တွေကတော့ငင်းငင်းလေးနဲ့နေတဲ့အနုပညာရှင်တွေလည်းရှိတယ်။တချို့တွေကတော့အချင်းကောင်းယူပြီးမှအင်ကောင်းကောင်းတွေစောက်ကြတယ်။စီးပွားရေးတွေလောက်ကြတယ်။အဲ့ဒီကောင်တွေရဲ့စီစဉ်အဥ္စာတွေကိုမြုပ်ကြီးမှတိတ်ပွေးဖြစ်တဲ့ချိန်မှာအကုန်လုံးပျက်စီးသွားမှာပဲ။သူတို့အလှည့်မရောက်သေးလို့လွန်မူလေအာနာတင်းခါစားတော့စန္ဒပြတယ်။ချုပ်လာတော့မကြဘူး။အခုသူစောက်ထားတဲ့ရုပ်စင်ယုံ မြည်လောင်သွားပြီအေဒါပီတူတွေရဲ့ကျင်းစာကျွန်တော်ကတော့အဲ့လိုမျိုးမြည်လောင်သွားတာအားကြတယ်နောက်တရင်တနင်းတာရီတိုင်းတနင်းတာရီမြို့နေမိုးတောင်မြို့ပေါ်တွေစစ်တပ်နဲ့တော်လှန်ရေးတပ်များအကြတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီးနောက်မိုးတောင်မြို့မှာရေးစခန်းနဲ့လဝကလုံချုံရေးကိတ်များကိုတော်လှန်ရေးတပ်များကတင်းယူလိုက်ကြောင်းတော်လှန်ရေးတရင်ချင်းမိကပြောဆိုထားပါတယ်နိုဝင်ဘာလ၁ရက်နေ့မှာစတင်၍စစ်တပ်ကမိုးတောင်မြို့နှင့်ထိုင်းမြန်မာနယ်စပ်ကုန်းတွယ်ရေးလမ်းကြောင်းကို နေမင်းစုမှုမှုပြန်လေရရှိရေးစစ်ကြောင်းထူလာကြောင်းထူတောက်စစ်ကြောင်းထူမှုအတွင် KNLA ဥဆောင်တော်တော်လှန်ရေးတပ်များနဲ့တိတ်ပွေးများအပိနထံဖြစ်ပွားပြီးနောက်မြို့ပေါ်အထိပါတိတ်ပွေးများကူးဆက်ခဲ့ကြောင်းနိုဝင်ဘာလ17ရက်နေ့နဲ့နိုဝင်ဘာလ12ရက်နေ့တို့တွင်တော်လှန်ရေးတပ်များကမိုးတုံမြို့ပေါ်ရှိမြို့မရေးစခန်းလုံချုံရေးကိတ်များလဝကကိတ်များကိုတိတ်ခိတ်တင်ပိတ်လိုက်ကြောင်းသိရှိရပါသည် တူတောက်စစ်ကြောင်းထူနေရာကနဲ့တိတ်ပွေးကမြုပ်တင်းတိတ်ပွေးပုံစံပြောင်းသွားတာအခုမြုပ်ပတ်ဝန်းကျင်တစ်ခုလုံးကိုတော်လှန်ရေးတပ်တွေထိန်းထားတယ်မြုပ်ပုံမှာလည်းပြည်သူတွေမရှိတော့ဘူးစစ်ခွေးတွေလည်းပိတ်မိနေတာတွေရှိတယ်နေမင်းစုမှုမှုကတော်လှန်ရေးတပ်တွေဖက်ကစုမှုထားတယ်ဟုတော်လှန်ရေးတရင်ကြီးမိကပြောဆိုထားပါတယ်မိုးတောင်မြုပ်ပုံတွေ တိတ်ပွေးများအပင်းအထံဖြစ်ပွားပြီးနောက်မြုပ်ပုံမှာစစ်သားတချို့က နေစဖက်တောက်ဆုတ်ခွာလာပြီးယနေ့နိုဝင်ဘာလ14ရက်နေ့နာနဲ့၃နာရီအချိန်စစ်တာ30နီးပါးမှာထိုင်းဖက်တောက်ခူလုံလာကြောင်းထိုင်းစစ်တပ်ကမြန်မာစစ်တပ်များထံမှလက်နက်20ကျော်ကိုတင်းယူလိုက်ကြောင်းရင်းပစ်စင်ကိုစစ်ဘေးရှောင်များကတွေ့ရှိဓက်ပုံများရိတ်ကူးရာထိုင်းစစ်တပ်ကဓက်ပုံနဲ့ဗီဒီယိုမှတ်တမ်းများကိုပြန်လည်ဖိထိုင်ကြောင်းသိရှိရပါတယ်။ မိုးတော်မြို့ပတ်ဝန်းကျင်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကတင်ပိတ်ထားတာဖြစ်ပါတယ်။စစ်ခွေး20ကျော်ထိုင်းဖက်မှခွေးပြီးဝက်ပြီးထွက်ပြီးနေကြတာဖြစ်ပါတယ်။ထိုင်းဖက်မှာစစ်ဘေးရှောင်း3000နီးပါးစစ်ရှောင်းရတယ်လို့သိရှိရပါတယ်။စစ်ခွေးတွေလည်းပြီးပြီးတူလူထုလည်းပြီးတာပေါ့ကွာ။စစ်ခွေးတွေကတော့ပုံပန်ပြီးတာပဲ။အာရရှာကြီးကမိုးတော်မြို့ကိုတင်ပိတ်လိုက်ရင်တော့ဘလောက်ကောင်းလဲကွာ။ကျွန်တော်မြင်ပြောရမယ်ဆိုရင်တော့မကြခင်တင်ပိတ်မယ်လို့ကျွန်တော်ကတော့ယူဆပါတယ်။ Gong Lee Day the Dean of the Dean မလေးတိုင်းမင်းချင်ကရင်တေကနော့တချီမြုပ်ပေါ်ကိုရက်တက်နေတဲ့ရုံလုံးငန်းတွေပြန်လီပတ်ဖို့စစ်တုပ်စုကနန်းစီဒီအမ်ဝန်ထမ်းတွေကိုလာရောက်ပူးဆောင်ချင်မှာတိတ်ခိတ်ခံရတာကြောင့်နှုတ်ကြောင်ပြန်ဆုတ်ပြီးသွားခဲ့တယ်လို့ဒေတာခန်တတိယမိကပြောပါတယ်ပြီးခဲ့တဲ့2024ခုနှစ်အောက်ကလမှာနုတချီမြို့ပေါ်ကစစ်တုပ်စုရေစခန်းထွေရောက်ရုံအပါဝင်အထိုင်စခန်းတွေကိုတော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် နန်စီဒီအန်ဝန်ထမ်းတွေဟာမန္တလေးမြို့ပေါ်ကိုပြောင်းဆွေသွားတာကြောင့်အောက်ချုပ်ရေရန်တရားအလုံးရက်ဆိုင်နေပြီးလက်ရှိမြို့ပေါ်မှာစစ်တုပ်စုတပ်သားမြို့ဆောင်အနေနဲ့ဆက်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်စစ်တုပ်စုကအင်အားတွေထပ်ဖြည့်ပြီးလုပ်ငန်းတွေပြန်လည်ပတ်ဖို့အတွက်နိုဝင်ဘာ7ရက်မှာမင်းချန်ကနေနန်စီဒီအန်ဝန်ထမ်းတရားနီးပါးကိုစစ်တုပ်စုကလုံချုံရင်းနဲ့တွားရောက်ပူးဆောင်ရမှာတော်လှန်ရေးတပ်တွေကြပ်ဖြတ်တိုက်ခိုက်တာကြောင့် နှုတ်ကြောင်ပြန်လှည့်သွားတယ်လို့ဒေတာခန်တရင်ရင်မိတူကပြောဆိုထားပါတယ်။အာရတွေကအာရချက်အစိုးရဝန်ထမ်းတွေလည်းမင်းတို့သတိထားချက်နော်အခုချင်းထိပြီးလိုက်လာလိုက်ပြီးလိုက်လာလိုက်နေမင်းတို့လုပ်နေတာနော်ဒီနေ့ကျကျွန်တော်တို့တော်လှန်ရေးအောင်တဲ့အချိန်မှာအောင်ကိုအောင်မှာမင်းတို့ကောင်တွေနေရာရှိမှာမဟုတ်ဘူးဒါကိုမှတ်ထားချက်အခုချင်းတော့စစ်ခွဲတွေကိုအာကူကြပေါ့ဟိုပြီးဒီပြီးလောက်ကြအောင်ပေါ့ကျွန်တော်တို့နိုင်တဲ့ချိန်မှာမင်းတို့စာဖူးတောက်ဖူးအတွက်လေထွေရမှာ မဟုတ်ရင်လမ်းတူရမှာမြောင်းတွေတူရမှာအဲ့ဒါမင်းတို့တီးဖို့အခုတော့လောက်ကြအောင်ပေါ့နိုဝင်ဘာလ14ရက်နေ့ရမနေ့ပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲကြဲဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံး American Army စုမြင့်တင်ပြောသွားတာကိုတစ်ချက်လုံးနားဆင်ကြည့်အောင်ကိုအဖေကရှမ်းဆိုတဲ့ခါကြလေးဆဆိုင်ခန်းလိုက်ညိုထိုင်ဆဲနေကြတာကိုလေအမလီငါရှမ်းအမှုပညာရှင်ကြီးတော့ ဆဲခံနေရပါပြီတော့နင်တို့ဗမာတွေငါတို့ရှမ်းတိုင်းရင်းသားကြီးကိုဆဲနေပါတယ်တော့ဆိုပြီးတော့ဟာတခါမှလည်းပြောဘူး तू ဖြစ်ရင် तू ဆဲခံထီအောင်လုပ်ရင် तू ဆဲလူတိုင်း तू ဆဲမှာပဲနော် तू ဆဲခံထီအောင်နေလို့ तू လူတိုင်းဆဲတာလေအာပြောပါအောင်နင်းနင်းလင်းအိမ်ကို ဆဲလို့ငါအမေကမုံမုံလို့နီနီလေးအိမ်ကြီးကိုထိုင်ဆဲနေကြပါတယ်တော့ဗမာတိုင်းသားတွေရခိုင်တိုင်းသားတွေချားတိုင်းသားတွေကမုံတိုင်းသားဖြစ်လို့နီနီလေးအိမ်ကြီးကိုဝိုင်းဆဲနေကြပါတယ်တော့လူမျိုးရေးခွဲတာဆိုတော့ဟာကြည်လူမျိုးရေးခွဲတယ်ဆိုတာကို့ပုံမှာပဲမူတည်တာကို့အဖေအမေရှမ်းမကလို့မုံကြီးပဲဖြစ်နေပြိစေအင်းသူတို့အိမ် အဲ့အဲ့မျိုးဆက်သွေးသားအရင်ကတိုင်းသားကတော့စုပ်ပြတ်တက်နေလို့ရှိရင်အဲ့တိုင်းသားကိုဆဲမဲ့လို့ရှိရင်ဆဲမှာပဲငူမိုင်ဆဲကြမှာပဲအဲ့ဒါကိုမှငါတိုင်းသားမို့လို့ငါအမှုပညာမို့လို့ငါရဲ့ငါရဲ့ငါရဲ့ဆိုပြီးဆွဲနေကြလို့ရှိရင်ဟဲ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 စစ်ကောင်စီကလေတိလာနော်မတက်ခင်နေရခိုင်လားနေရမွန်လားနေရပမာလားနေရကရင်လားလို့မမေးဘူးအေးပစ္စည်းရှိသူကပြစ်ထဲပလိုက်တာတဘောပေါက်ကြလားမသိဘူး အခုလိုင်းပေါ်မှာတာဟော့နီတာကအနုပညာရှင်တွေစစ်ခွေတွေကခေါ်တဲ့အချိန်မှာဒေါ်လာရေးဖက်မှာယက်တီပေမဲ့အမျိုးရုပ်တွေတအားများတယ်။ပွန်ပွန်လင်းလင်းပြောမယ်စိတ်မဆူကြနဲ့နော်။အမျိုးရုပ်တွေကိုပြောချင်တာ။နေတူးကိုပြောကြတယ်။နေတူးပြောတာကိုမခံနိုင်ကြဘူး။အဲ့ဒါကြောင့်အချင်းချင်းလိုင်းပေါ်မှာစကားများနေကြတယ်။မင်းတို့နေတူးပြောတုန်းကအခုအနုပညာရှင်အများကြီးစစ်ခွေတွေတုံးနေပြီ။ဘာပြောချင်သေးလဲလို့လိုင်းပေါ်မှာဟောင်းနေတဲ့ အမျိုးရုပ်တွေအများကြီးရှိတယ်။တချို့အများစုကတော့နှစ်ဖက်ခြံတွေများတယ်။တော်လိုက်ရေးဖက်မှလည်းမရက်ချခွေးဖက်မှလည်းမရက်ကြားကလူတွေတားများတယ်။အခုချိန်မှာဘာလူမျိုးပဲဖြစ်ဖြစ်စစ်ခွေးနဲ့ပေါင်းတမျှကိုကျွန်တော်တို့က voice call လုပ်ပြီးမှကျွန်တော်တို့ကတိတ်ခိတ်မှဖြစ်ပါတယ်။ချင်းလူမျိုးထဲမှလည်းမပုတုရှိတာပဲ။ဟောကောင်မလေးတယောက်ရှိသေးတယ်။ကျွန်တော်တို့တိတ်ခိတ်တာပဲချင်းဖြစ်လို့တိတ်ခိတ်တာပဲ။ မပိလောက်မပုတုကိုတိတ်ခိုက်တာလည်းပါငယ်ကျွန်တော်မပြောဘူးစိခွေးနဲ့ရက်တီလို့မုံကမုံတာအခုကျွန်တော်တို့တော်လှန်ရေးကတနိုင်ငိုင်လုံးလုံးမြုပ်ဖို့အဲ့ဒါကိုတတိထားဖို့လိုတယ်ညီမလေးပြောသွားတာဒါကောင်းတယ်ကဲဒါဆိုရင်တော့ no video ချုပ်ထောင်စီရစားလေးတွေအတွက်ကူဆွေးကဆုံးမခံတစ်ချက်လောက်ရှုကြရအောင်အဲ့တော့ညီလေးတို့ရေမင်းတို့ဘဟုသုတရအောင်ပြောပြမယ်6800စားလေးတွေသိတာမင်းတို့ဘဝကိုတနာလို့မင်းတို့ခေါင်းထဲမှာချီးပဲရှိအုံနောက်ပဲရှိရှိငါတို့ကတော့စေတနာထားပြီးတော့မှမင်းတို့ကိုပြောပြတာပေါ့ကွာ တနာလို့ပေါ့ကွာ6800ဇားလေးတွေပေါ့ကွာမင်းတို့အားပေးရကျိုးနဲ့လားမနဲ့လားဆိုတာကိုစဉ်းစားတွေးခေါ်တတ်အောင်လို့ပေါ့နော်အဲ့တော့မင်းတို့မင်းအောင်လည်းရွေးကောက်ပွဲကိုဘာကြောင့်လုပ်ချင်တာလဲဆိုတော့မင်းတို့အာနာသိန်းစစ်ခွေးအုပ်စုကရွေးကောက်ပွဲကိုဘာကြောင့်လုပ်ချင်တာလဲဆိုတော့အဲ့တော့နိုင်ငံတော်ရဲ့အာနာနိုင်ငံတော်ရဲ့အာနာဆိုတာကတော့တစ်စိတ်တစ်ပိုင်းပေါ့ကွာမစစ်ကောင်စီဓာမိုးအုပ်ချုပ်ထားတဲ့နယ်မြေတောတွင်းမှာရှိတဲ့မင်းတို့ရွေးကောက်ပွဲကဒီတော်လိုင်းအင်အားစုတွေတိမ့်ပိုက်ထားတဲ့နေရာမှာမင်းတို့လာလို့လို့မရဘူးချင်းတည်တာတခုကတော့လုံးဝလုံးလို့မရဘူး အဲ့တော့မင်းတို့ဘယ်နေရာမှာရွေးကောက်ပွဲလုပ်လို့ရလဲဆိုလို့ရှိရင်စစ်ကောင်စီဓာမိုးအုပ်ချုပ်ထားတဲ့ရန်ကုန်နဲ့မန္တလေးတဝိုက်ပေါ့ကွာနော်ရန်ကုန်နဲ့မန္တလေးပြည်ဦးလွင်တဝိုက်လောက်ကတော့မင်းတို့ဟိုလုပ်လို့ရမှာပေါ့အဲ့တော့မင်းတို့လုပ်လို့ရတဲ့နေရာမှာမင်းတို့လုပ်လုပ်တာကမင်းတို့ဒီမင်းအောင်လိုင်းအတွက်ကတကယ်တော့လုပ်လဲဘာမှမထူဘူးမလုပ်လဲဘာမှမထူဘူးဘာဖြစ်လို့လဲ तू ကတမရဖြစ်နေပြီလေသူ့ကို तू တမရဆိုပြီးသူ့ကို तू ပေးထားတယ်ဟောဟုတ်လားသူ့ကို तू ကကွယ်ဦးစီးချုပ်လဲ तू ပဲတမရလဲ तू ပဲရှင်းပြောရရင်မင်းတို့ ဒီခွေးအုပ်စုဒါမောအုပ်ချုပ်တဲ့နယ်မြေကျောတွင်းမှာ အာနာအပြေးဝရထားပြီးသားလို့ပြောလို့ရတာပေါ့အဲ့တော့အာနာအပြေးဝရထားပြီးသားလူတယောက်ကဘာကြောင့်ရွေးကောက်ပွဲလှုပ်ချင်တာလဲအဲ့တော့ရွေးကောက်ပွဲလှုပ်ချင်တာကအယက်သားတွေကိုအယက်သားအုပ်ချုပ်မှုလှုပ်ချင်လှုပ်ပေးချင်လို့လားဒီလိုရှိတာပေါ့အဲ့တော့အယက်သားအုပ်ချုပ်မှုကိုသဘောတူညီမှာတော့ဖြစ်2021ထဲကအာနာမသိဘူးလေကွာဒီစစ်ကောင်စီအနေနဲ့အယက်သားအုပ်ချုပ်မှုကိုသဘောတူတဲ့ သဘောတူတယ်ဆိုရင်2021ခုနှစ်ထဲကအာနာမသိဘူးအဲ့တော့အာနာသိပြီးမှရွေးကောက်ပွဲပြန်လုပ်တယ်အဲ့မှာလာပြီဘာကြောင့်ရွေးကောက်ပွဲလုပ်တာလဲရှင်းတယ်လေဘာကြောင့်ရွေးကောက်ပွဲလုပ်တာလဲပြောပြမင်းတို့၅နှစ်ရှိသွားပြီ၄နှစ်ပေါ့ကွာ၄နှစ်ထားလိုက်၄နှစ်ရှိသွားပြီအဲ့တော့ဒီရွေးကောက်ခံအစိုးရကနေဖွဲ့ထားတဲ့ CRB8 ဆိုတာမင်းတို့ CRB8 တည်တာလွတ်တော်ပေါ့ရွေးကောက်ခံအနိုင်ရပါတီကနေပြီးတော့မှဖွဲ့ထားတဲ့လွတ်တော်ဆိုတာရှိတယ်အဲ့လွတ်တော်ကိုကဘာကနေပြီးအတိမတ်ပြုတ်ထားတယ် နော်အဲ့ဒါကိုမင်းတို့ငါလျှောက်ပြောတဲ့ထင်နေမှာစိုးလို့မင်းတို့ပြပမယ်တိတ်မကြခင်တော့ငါကပလွတ်တော်များအစည်းအဝေးလုပ်တဲ့လွတ်တော်အဖွဲ့တွေတွေ့ဆုံတဲ့နေရာမှာဒီ CRPH ဆိုတဲ့ဒီတော်လိုင်းအင်အားစုတွေပေါ့နော်ဒီမဲနိုင်အစိုးရကနေမဲနိုင်ပါတီကနေဖွဲ့ထားတဲ့ CRPH ဆိုတဲ့အစုအဖွဲ့ကကပလွတ်တော်များလွတ်တော်အုပ်စုတွေတွေ့ဆုံပွဲမှာတက်ရအဲ့ဒါပါလဲဆိုတော့ဒီလွတ်တော်ဒီဒီမဲနိုင်အုပ်စုဒီ legitimate ဖြစ်တယ်ဆိုတဲ့သဘောတရားရှိနေလို့နိုင်ငံတကာလက်ခံတာ ဲ့တော့တစ်ဖက်မှာဒီ CRPH က legitimate ဖြစ်တယ်ဆိုတဲ့သဘောတရားရှိရဆိုတစ်ဖက်မှာ main online ကအာနာသိမ်းထားတယ်ဆိုတဲ့သဘောတရားကိုကဘာမြင်နေတာပေါ့အဲ့တော့မြင်နေတော့ main online ကအာနာသိမ်းတာမဟုတ်ပါဘူးသူတို့လည်းရွေးကောက်ပွဲလုပ်တယ်ဒီ CRPH ကဲသို့သောလွှတ်တော်တရက်ကိုခေါ်ဆိုနိုင်ဖို့ပြောရမယ်ဆိုလို့ရှိရင်သူ့ရဲ့ဘွားသူယုံထွက်ဖို့အတွက်သူရွေးကောက်ပွဲလုပ်တာအဲ့တော့ရွေးကောက်ပွဲသူလုံးလိုက်လို့သူကဒီ CRPA နဲ့အပြိုင်လွှတ်တော်တရက်ပေါ်လာမယ်လို့သူထင်လို့သူအကုန်ကြတွေခံပြီးတော့မှသူရွေးကောက်ပွဲကိုလုပ်တာဖြစ်တယ် ဲ့တော့ဥရောပနိုင်ငံတွေရတယ်ဒီမင်းအောင်လည်းရွေးကောက်ပွဲကိုကန့်ကွက်တယ်ဟုတ်ပြီဥရောပနိုင်ငံဆိုတော့ဝေးပါတယ်အနည်းဆက်ဆုံးပြောမယ်မြန်မာဒီအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တယ်အာဆီယံဒေသအတွင်းအာဆီယံကတော့မင်းအောင်လည်းရွေးကောက်ပွဲကိုမထောက်ခံဘူးအဲ့တော့ဒေသအတွင်းအာဆီယံကတော့မင်းအောင်လည်းရွေးကောက်ပွဲကိုမထောက်ခံတဲ့အတွက်ကြောင့်မို့မင်းအောင်လည်းရွေးကောက်ပွဲဆိုတာကမလုတ်ခင်တည်းကဘာမှမဟုတ်တဲ့လုံရက်တစ်ခုဖြစ်တယ်ရှင်းပြောကုလသမဂ္ဂကလည်းစောက်ဖက်မလို့နော်ဒီဒါဒါရွေးကောက်ပွဲဖြစ်ပါပါစောက်ဖက်မလို့အာဆီယံကလည်းစောက်ဖက်မလို့ ဥရောပနိုင်ငံတွေကလည်းဆော့ဖက်မလုပ်ဘူးအဲ့တော့တေယူကြီးကလည်းဆော့ဖက်လုပ်ပါတယ်လို့ဘာမှလောလောလာလာမပြောသေးဘူးမိစဉ်ကြီးကားဖို့ချောင်းနေအဲရုရှားကတော့ဘာညာပေါ့ထားလိုက်ပေါ့အဲ့တော့ဒီတရုတ်အင်အားစုတွေရုရှားအင်အားစုတွေရဲ့ဩဇာခံမလွတ်တဲ့နိုင်ငံတွေကသာဟိုပြောဒီပြောအနှဲငယ်ပြောတာကလွဲလို့ကမ္ဘာမှာတည်တည်တံ့တံ့ဖွဲ့စည်းထားတဲ့အာဆီယံလိုအဖွဲ့မျိုးတွေကုလသမဂ္ဂလိုအဖွဲ့မျိုးတွေလွတ်တော်ဘောင်ချုပ်အဖွဲ့မျိုးတွေကအခုချိန်ထိဒီရွေးကောက်ပွဲပေါ်မှာဘာမှထောက်ခံခြင်းမရှိဘူး ပြီးရင်ဒီရွေးကောက်ပွဲစီပြည်တော်စုမြန်မာနိုင်ငံတော်တို့အတွင်းမှာရှိသောနိုင်ငံသားတွေအားလုံးရဲ့လွတ်လပ်မှုထွက်ပေါက်ဆိုတဲ့သဘောတရားမျိုးကိုဘယ်နိုင်ငံမှမရှုမြင်ဘူးဒီအာဏာရှင်ကဒီ CRPA နဲ့အပြိုင်เนาะဒီမဲနိုင်ထားတဲ့ပါတီကနေဖွဲ့ထားတဲ့လွတ်တော်နဲ့အပြိုင်လွတ်တော်တရက်လှုပ်ချင်လို့เนาะအာဓာမိုးပြီးတော့မှထလှုပ်တဲ့အခင်းချင်းပဲရှိတယ်။ तू ကတော့အဲ့လိုအခင်းချင်းမျိုး तू လုံနိုင်လို့ရှိရင်ကပားအမြင်ပြောင်းလာမလားဆိုပြီးတော့အကုန်ကြရီခံပြီးတော့မှ လောက်တာပေါ့နော်အဲအဲ့မှာပါတီတွေခေါ်ဘာခေါ် PR ပေါ့ပါတီစုံဒီမိုကရေစီစနစ်ပိုင်းပြတာကဝူဝါပေါ့ဇော်မဲလုံးကထငိုတယ်ဘာထငိုလဲဆိုတော့ပြည်နိုင်ငံမမပါလဲတဲ့စောက်ကူမဆိုင်ဘူးတဲ့ငါတို့ပြည်တွင်းရသူတွေထောက်ခံရင်ပြီးရောတဲ့ရွေးကောက်ပွဲဆိုတာနိုင်ငံသားမှလောက်တာမဟုတ်ဘူးတဲ့ပြည်တွင်းမှာလောက်တာတဲ့ဘာလုံးမဘိုးချုပ်ဒီဘိုးချုပ်နော်နိုင်ငံတကာရဲ့ထောက်ခံမှုကအရေးကြီးလားအရေးမကြီးဘူးလားဆိုတာမင်းတို့မသိဘူးလားအေးမင်းတို့သိတယ်ကွာတကယ်တော့အဲ့ဒီရွေးကောက်ပွဲက6800စားတွေဆက်လက်ထောက်ခံရေးအတွက် ဟိုခွေးလေးပြောင်းအောင်ချီးနဲ့ပေးရှူတယ်စောက်ဆင်ပဲရှိတယ်မင်းတို့ရွေးကောက်ပွဲစောက်ဆင်ရနော်အာဆီယံလည်းစောက်ဖတ်မလို့ဘူးကမ္ဘာကလည်းစောက်ဖတ်မလို့ဘူးဒေါက်တော်လိုင်းအင်အားစုတွေစိုးမိုးသိမ့်ပိုက်ထားတဲ့နေရာမှာနေရာလူတွေလည်းစောက်ဖတ်မလို့ဘူးရှင်းရှင်းပြောရလို့လို့ရှိလို့ရှင်မင်းအောင်လိုက်ပြိုင်ပြီးမင်းအောင်လိုက်ပဲနိုင်မဲ့ရွေးကောက်ပွဲကိုဘယ်ကောင်းမှစောက်ဖတ်မလို့ဘူးနော်လူမှုအစိုးရလုပ်ထားတဲ့ရွေးကောက်ပွဲဆိုတော့2020မှာပြီးသွားပြီ2021မှာဒါအာနာသိမ့်မှုဖြစ်သွားပြီမင်းတို့ချစ်ပါတယ်ဆိုတော့တက်မတော်ကစောက်ရှက်မရှိမင်းတို့ကြောက်ပြိုသွားလိမ့်မသိလား ကြားပြမှာဂိမ်းဆောက်တဲ့ကောင်တွေတော့စောက်စင်းမရှိဘူးမင်းတို့စစ်ခွေးဆိုတဲ့ကောင်တွေကမင်းတို့6800ဇားတွေကကြားပြမှာဂိမ်းဆောက်တဲ့ကောင်တွေတော့ငါကြားတာဘယ်လောက်လဲ9000ရတော့เนาะ9000ရသိလားဂိမ်းဆောက်တာတော့9000ရတယ်မင်းတို့2000 3000နဲ့မင်းအောင်လိုင်းကိုအသက်ပေးနေတာကိုမင်းကိုလိုးတွေရသိလားမင်းတို့ဘောအောင်မင်းတို့မင်းတို့ဘောအောင်မင်းတို့သိတယ်အဲ့တော့မင်းတို့ရွေးကောက်ပွဲဆိုတာပြည်တွင်းထောက်ခံမှုလည်းမရှိဘူးเนาะအာဆီယံတွင်းဒေသတွင်းထောက်ခံမှုလည်းမရှိဘူးပြည်ပထောက်ခံမှုလည်းမရှိဘူးမင်းတို့စောက်ဖက်မလုပ်လို့တော့မှ နော်ဒါလွတ်တော်များကမ္ဘာလွတ်တော်များဘောင်းချုပ်ကနေပြီးတော့မှဒေါ်စင်မောင်တို့ CRPA အုပ်စုကိုခေါ်တွေ့တာပေါ့ကွာအဲ့ချိန်မှာတည်းကမင်းအွန်လိုင်းကခိုးငုံနေပြီမင်းတို့ကတာမသိတာခိုးငုံနေပြီပြီးတော့ဟာငါလုံးမငါတော့ကွာစီလွတ်တော်တရေပေါ်ပေါက်လာအောင်လို့ရွေးကောက်ပွဲလုပ်နေတာဟိုကဒေါ်စင်မောင်တို့ကိုခေါ်တွေ့လိုက်တယ်ဆိုတော့ခိုးငုံနေပြီသိလားဒါပေမဲ့ငါတို့ကအမေရိကန်ငါတို့လာတိုက်ပေးပါအင်္ဂလန်ငါတို့လာတိုက်ပေးပါအိန္ဒိယလာတိုက်ပေးပါငါတို့မတောင်းဆိုဘူးငါတို့မလိုဘူးနော်မင်းတို့ဘာဘာကြီးစောက်ချက်ဘူးကို နော်အေး logistic လမ်းကြောင်းတွေဖြစ်တဲ့တရုတ်တို့အိန္ဒိယတို့ကပစ္စည်းခိုးမရောတော့ဘူးဆိုတဲ့နေကြရင်မင်းတို့ဘာဖြစ်မလဲဆိုတာမင်းတို့ဘောကမင်းတို့တွေးထားဒါပေမဲ့ငါတို့ကတော့လက်နဲ့ကင်တဲ့ကောင်အကုန်လုံးကိုပြောတာကွာလက်နဲ့မကင်တဲ့သူတွေကတော့မချင်းချောက်ပါဘူးအဲ့တော့မင်းတို့ရွေးကောက်ပွဲဆိုတာဘာစောက်စင်းမှမရှိဘူးဆိုတာကိုပြောပြကဲစစ်ခွေထောက်ခံတဲ့ပြည်သူတွေစစ်ခွေတွေတဘောပေါက်ကြပြီလားမင်းတို့ကိုတခြားနိုင်ငံကမထောက်ခံရင်မြန်မာပြည်တွင်းထဲမှာမင်းတို့လေပတ်နိုင်မဲလို့ထင်ကြလားလေပတ်လို့မရဘူး တခြားနိုင်ငံတွေကစီးပွားရေးတွေပါ냐ကိုကအကုန်လုံးပဲ့ရင်တော့မင်းတို့ပြည်သူလူထုပဲနာမှာစစ်ခွေထောက်ခံတဲ့ပြည်သူတွေပြောတာနော်ကျွန်တော်တို့တော်လှန်ရေးဖက်တော်သားတွေကခံနိုင်တယ်အဲ့ဒီချိန်မှာမင်းတို့တွေမငူကြနဲ့ကျွန်တော်ဆွင်တော့မေးရန်ပြောရကွာရွေးကောက်ပွေးကိုအောင်ချင်တာရွေးကောက်ပွေးကိုမြင်မြင်လောက်မြင်မြင်အောင်ချက်မင်းတို့ဘလူလေးပတ်မလဲဆိုတာကိုကျွန်တော်သိချင်တာဒီထက်မင်းတို့ဆူမင်းဆိုတာကိုမင်းတို့မသိလို့ကြည့်တာဆွင်တော့နောက်ဗီဒီယို အမေရိကန်ထုတ်ပြန်တဲ့ဂျက်ဖက်နှိနှိရဲ့ကိစ္စနဲ့ပတ်သက်ပြီးငကြောင်မင်းဘာပြောတာလဲတစ်ချက်လောက်နားဆင်ကြည့်အောင်အခုအမေရိကန်ကနေပြီးတော့တရားဝင်ကြေညာပလိုက်ပြီနိုင်ငံရေးဝန်ကြီးဌာနနိုဝင်ဘာ၁၂ရက်နေ့ရက်စွဲနဲ့တရားဝင်ကြေညာလိုက်တာကြီးကတော်တော်ကြောက်စရာကောင်းပြီဘလို့ကြောက်စရာကောင်းလဲလို့မြည်တော့သူကမြန်မာနိုင်ငံအပါအဝင်အရှိတအောင်ရှာ၃နိုင်ငံဖြစ်တယ်မြန်မာကမ္ဘောဒီးယားလာအိုဆိုဒီ၃နိုင်ငံပါတဲ့နော်ไซเบอร์ลิงเลมှုတွေကြားဖြတ်နေကိုနှိမ်နေဖို့ scam center strikes force ဆိုတဲ့ SCSF เนาะ SCFF လို့ခေါ်တဲ့ scam center strike four လို့ခေါ်တဲ့မြေပြတဲ့အထုတက်ဖို့စတင်ဖွဲ့စည်းလိုက်ပြီတဲ့မြန်မာနဲ့ကမ္ဘောဒီးယားနဲ့လာအိုသုံးနိုင်ငံမှာအဓိကနေနေမှာအဲ့ဒီထဲမှာနေနေမဲ့လူတွေကကြားဖြန့်ခေါင်းဆောင်တွေနေနေမဲ့ကြားဖြန့် guide တွေနေနေမဲ့ကြားဖြန့်နဲ့ဆက်ဆက်ပြီးလုပ်ရတဲ့သူတွေတဲ့မှာပါအဆင့်လိုက်ဆင့်လိုက်လေယာလိုက်တားဟိုတက်မှတ်ပြီးတော့နေနေမယ်ဆိုပြီးမကြည့်ညာတယ်ဆိုတော့ကြောက်စရာကောင်းပါတယ်ပြောရရင်တော့မြန်မာပါနေကျုပ်ပြီးကြားဖြန့်တဲ့ပတ်သက်ရင်မြန်မာပါနေအပါတွေပါတော့မှာအပြည့်ဆုံးဖြစ်နေဒီသုံးနိုင်ငံထဲမှာဖွဲ့လိုက်တဲ့မိမှာပဲကြည်ညာလိုက်တဲ့လူ၄ယောက်ရှိတယ်အဲ့ဒါပါလို့ဆိုတော့ DGPA က စောစတီစိုင်းကြော်လစောစိန်ဝင်းနဲ့စောဆန်းအောင်အဲ့ဒီလေးရောက်ကိုလည်းဒဏ်ခတ်ပိတ်ဆို့တယ်တဲ့ဝဒေတာမှာလည်းကြားဖြတ်နေရှိတယ်မိုင်းလားမှာလည်းရှိတယ် SSPB ရဲ့နေမြေထဲမှာလည်းရှိတယ်ကျွန်တော်နိုင်ငံရဲ့လူမျိုးတက်ဖို့အာဏာပိုင်ဖွဲ့စည်းတဲ့တော်နဲ့သိကြတယ်သက်ဆိုင်သူတွေသိတယ်ခရင်ပြည်နယ်ကရွှေကုတ်ကိုနဲ့အပေါ်ပိုင်းနီးထိန်းသားလေးကစပြီးတော့တောက်လျှောက်အောက်ကြောလုံးတကယ်လို့ဒီမြေပုံသွားကြည့်ရင်အဲ့ဒီကြောလုံးကိုလုံးမှာရွှေကုတ်ကိုအောက်ကိုဆင်းမဲ့များပြီးများပြီးရင်ဒီဘက်နားမှာရှင်ကေကေပတ်ရှိမဲ့ဘာလဲကိုရီးယားနံပါတ်ကြီးနဲ့ဗျာအဲ့လိုမျိုးစုံရှိတယ်အဲ့ဒါမျိုးတွေနဲ့အဖွဲ့ပေါင်းမျိုးရှိတယ်နောက်၆ခက် ရောက်ခဲ့တဲ့ဆိုင်းကျော်လာမြေဖျားသုံးစုမှာအလှဆုံးရေတကွင်းတစ်ခုရှိတယ်ရှယ်ပဲတကယ်ရေတကွင်းအဲ့ရေတကွင်း area တစ်ခုလုံးကိုကရာဒီ A1 ကအကုန်ထိချုပ်လိုက်ပြီထိချုပ်ပြီးတော့ဘယ်တာမန်ပြည်သူမှမလဲလို့မရဘူးကြားဖြင့် area ဖြစ်သွားပြီအဲ့ဒါအစိုးရအာဏာပိုင်ဖွဲ့စည်းသိလားမင်းတီးရင်တီးမှာပေါ့ဗျာဒီလိုဆိုကျွန်တော်တို့ကလောက်တီးသူတို့ပို့တီးရတယ်ဆိုတီးရင်တော့ပြီးရင်အဲ့ဒါတွေကတော့နောက်ပိုင်းမှာ target ထားခံရလိမ့်မယ်အဲ့တော့ဘူလို့ဆိုတော့စောချစ်ပြီးအိတ်မပြောရညရလာပြီစောချစ်သူအိတ်မပြောတော့စောချစ်သူတွေငါဆိုတော့မဟုတ်ဘူးเนาะအာဘာလဲပါကွာ BGF ကစားတော့ပါခိုင်းဖြစ်နေပြီဖြစ်နေပြီဖြစ်နေပြီအဲ့တော့ကဒီကောနာဒီစောစိန်ဝင်းတို့နော်ဒီစောဆန်းအောင်တို့အဲစိုင်းကျော်လာတို့အဲစောစတီတို့မာရီကတော့အဲ့မှာကျွန်တော်တို့တချို့နေရာကြတော့မသိတော့မသိဘူးလို့သူတို့ကသူတို့အဲ့မှာခေါင်းဆောင်တွေ DGB ခေါင်းဆောင်ဘာခေါင်းဆောင်ညာခေါင်းဆောင်ဖြစ်နေပြီအောက်မှာဘာခေါင်းဘာလို့မသိဘူးတို့ရတယ်ဟောဘာဖြစ်လို့မသိပါလဲအဲ့လိုပြောတယ်ဥမာစောစောဆန်းမီဒီယာနဲ့ထားဖြည့်တယ်စောစိန်ဝင်ဆိုထားဖြည့်တယ်အကျွန်တော်တို့သိတော့မသိဘူးအမေရိကန်ဒီလိုလုပ်တယ်ဆိုကျွန်တော်ကအမေရိကန်ကျွန်တော်ကဘာမျိုးစုံသူတို့ပြောတယ်ဘလို့ပြောပြောဟိုကအားလုံးကတို့ဒီလိုစောင့်ကြည့်ထားပြီ အော်ဒီနေရာမှာခင်ဗျားတို့ပြောမယ်စစ်တပ်ကရောအာဘိုးချုပ်ကြီးမင်းအောင်လိုင်ကရောခင်ဗျားတို့ခေါ်တော့မင်းအောင်လိုင်ပေါ့ခင်ဗျားတို့ပြောကြလိမ့်ဘိုးချုပ်ကြီးအေးဆေးပဲနိုင်ငံတော်ကလည်းအေးဆေးပဲဒီနိုင်ငံကဘာလဲဒီကြောက်ပြက်ကိစ္စအမေရိကန်တို့ကျင်ညာလိုက်တဲ့အချိန်မှာမြန်မာဆိုးရရှင်းရှင်းလေးပဲမကျင်ညာခင်ကျင်ညာတဲ့ညက်တီတွေကမြန်မာဆိုးရအမေရိကန်နဲ့စကားပြောနေတာရှိတယ်ထင်ပါတယ်ဟုတ်ပြောလိုက်ပြီဒါကြောင့် KK ဘက်ကဝင်အောင်ဖြုံနေတာအဲ့ဒါကြီးပါတယ်လीနောက်မှမြုပ်နေစမ်းလဲတော့နောက်မှ KK ဘက်ကဝင်ဖြုံနေအောင်အကြောင်းရဒါတွေသိလို့တက်ကဝင်ကုန်ရှင်းပေးနေတယ်ဖြိုးပေးနေတာ တွဲရတော့အကင်လက်တက်ကနေဖွဲ့တယ်ခေါင်းကတက်ခဲ့အုပ်ချုပ်မှုအောက်ကိုပြန်လာပြီးတော့တက်နေလာပြီးတော့နောင်နောင်ဘရမသစ္စာမဖောက်ပါဘူးကျွန်တော်တက်တလုံးသစ္စာခံပါတော့မယ်ခင်ဗျာနောင်နောင်ဘရမသစ္စာမဖောက်ပါဘူးကိုကြီးကျွန်တော်တို့ကဲပါဆိုရင်တော့ပုံချုပ်ကြီးကကဲရင်ကဲလိမ့်မယ်ဘို့လို့တော့ခင်ဗျားတို့ခွေးတွေကိုတေးသန်းသူပြစ်ထားလိမ့်မယ်တကယ်ပေါ့တော့ကျွန်တော်အဲ့တိုင်းဖြစ်လိမ့်မယ်စောင့်ကြည့်ပုံချုပ်ကြီးကအပေါ်မှာ AC ပဲသူကတက်မရော AC ပဲပုံချုပ်ကြီးကလည်း AC ပဲအန်တက်မရော AC ကြီးလည်းတကယ်ပုံချုပ်ကြီးကိုတော့ AC ပဲအစိုးရလည်း AC ပဲ AC ပါဘီပူ AC ပဲနိုင်ငံတော်ကပူပေါင်းပါဝင်ပြီးအမေရိကန်နဲ့ကူညီပြီးတော့လှုပ်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 နေတယ် what စောင့်ကြည့်နိုင်ငံတော်ကအမေရိကန်နဲ့တွဲပြီးလှုပ်လှုပ်နေတယ် တွဲလို့ရင်းနဲ့နိုင်ငံရဲ့ဆက်ဆံရေးကဆက်တည်ဆောက်လို့ရတယ်။တွဲလို့ပြီးမှမင်းအဘကူပါသွားမှာအဲ့ဒါမင်းမသိလို့လား။ KK ပတ်ကကိုနေဆေးရခိုင်နှုံးမှာဆေးရခိုင်နှုံးပဲဖြစ်စီတာစခွေတွေကမြန်မာနိုင်ငံမှာဂျက်ဖစ်ခေါဆောင်ကငဒူးလှိုင်းမင်းမပကြီးမင်းကဖုန်ကွေလို့မရတော့ဘူးအခုချိန်မှာမင်းကြိတ်လည်းမကြိတ်လည်းပပအခုချိန်မှာအဲ့လို့မရဘူး။နောက်တစ်ပတ်လောက်စမပငဒူးလှိုင်းစပင်ဒုံအကုန်လုံးဖြုံတော့မှာမယုံရင်ကြည်ထားမျက်နှာတွေအကုန်လုံးဆောင်းတော့မှာဥသွားတော့မှာ မင်းကဒါကြောက်နေတာဗောဗာဖြစ်လို့ကြောက်နေတာလေမင်းနဲ့မှမဆိုင်တာမင်းမပအချင်းနဲ့ဆိုင်လို့ကြောက်နေတယ်မဟုတ်လားဆိုချစ်သူခေါင်းဆောင်ကငဒူးလှိုင်မင်းမပချီဆိုချစ်သူတို့ဆိုဆန်းအောင်တို့ပါမင်းဆိုရင်တော့ငဒူးလှိုင်ကတော့ပြောစရာမလိုဘူးလေအလူလူအော်တိုမက်တစ်ပါတော့မှာမင်းကပြန်မပြီးမယ်လေပြောလိုက်တာကွာဆောင်ကြီးကြသေးတာဘောငကြောင်ဘယ်လိုဖြစ်စင်ရအောင်မလဲအဲ့ဒီချိန်မှာဆောင်ကြီးမင်းနော်ဟုတ်ကဲ့ပါတုံးချင်းတော်ဒီနေ့ညနေပိုင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲချိန်မြတ်ချစ်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all. God bless you all. Thank you for your time.